ဒီနေ့တော့ထိုင်ဝမ်ရဲ့ကာကွယ်ရေးအတုံးစိတ်တိုးမြင့်မှုကြောင်းချင်းချုပ်လေးလာကြည့်ကြရအောင်အခုနောက်ပိုင်းပေကျင်းကထိုင်ဝမ်ကျွန်းပတ်လဲမှာစစ်ရေးလက်ချက်မှုတွေလုပ်ပြီးဖီအာတွေတိုးပေးလာတာတွေ့ရတယ်ဟုတ်အဲ့ဒီလိုချိန်မှာပဲထိုင်ဝမ်ရဲ့တမရအစ်စ်လိုင်ဂျင်းတဲကကာကွယ်ရေးအတွက် American Dollar Billion 40တောင်းထပ်တုံးမယ်လို့ကြေညာလိုက်ပါတယ်ကဲဒီကြေညာချက်မှာတတိထားစရာချက်၃ချက်ရှိနေတယ်ပထမချက်ကတော့တမရလိုင်ရဲ့ဂတိကိုပါပဲ ဒီဒေါ်လာဘီလီယံ40ဆိုတာကတကယ်ကိုမကြုံစဘူးပမာဏရဲ့ x ကိုပါဒီလောက်များတဲ့ပမာဏကထိုင်ဝမ်ရဲ့ကာကွယ်ရေးစွမ်းရည်ကိုတည်တည်တာတာကိုမြင်တင်ပေးနိုင်မှာပါဒုတိယချက်ကတော့ဒီကိစ္စဘေးစံဒေါ်လာတာပို့ပါတယ်ဒါကနိုင်ငံရေးသတင်းစကားပေးပို့မှုတစ်ခုပဲဆိုလိုတာက ထိုင်ဝမ်ကဘေကျင်းကိုခမရတို့ချင်းချောင်လေးကျုပ်တို့ကပေါ်ပြီးခုခံလေးပဲဆိုပြီးပြက်ပြက်သားလားပြောလိုက်တာ ਨੇ အတူတူပါပဲနောက်ဆုံးချက်ကတော့ရည်ရွယ်ချက်ပါဒါတို့ရှင်းရှင်းလေးပါပဲဘေကျင်းရဲ့ဖီအာတွေတိုးလာလေလေး ိုင်ဝမ်ကလည်းကိုကိုကိုကာကွယ်နိုင်စွန့်ရှိအောင်ခိုင်မအောင်လွှတ်ရလေလေပါပဲဆိုတော့အထူးချို့ရရင်ထိုင်ဝမ်ဟာဘေကျင်းရဲ့ VR တွေကိုငွေအားနဲ့တော့တလင်းစကားနဲ့ပါတည့်ရတုံ့ပြန်လိုက်တာပါပဲ။